မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ14ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလို့တာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းကတော့ပညာရေးမှာရရှိလာတဲ့စင်စားစင်ကျင်သုံးသပ်နိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတို့ဟာနေပယ်သီးသီးမှာများစွာအထောက်ကူပြုတဲ့ပင်ကိုရေးချင်းများဖြစ်တယ်ဆိုတဲ့အကြောင်းကိုယာယီသမရပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ညာရေးမှာရရှိလာတဲ့စဉ်စားဆင်ခြင်သုံးဆနိုင်စမ်းနဲ့ပြဿနာဖြေရှင်းနိုင်စမ်းတို့ဟာနယ်ပယ်သီးသီးမှာများစွာထောက်ကူပြုသောပင်ကိုရေးချင်းများဖြစ်တယ်လို့နိုဝင်ဘာလ14ရက်နေ့မှာကြေညာတဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ထိမ့်မှတ်ခမ်းနာသူနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှာတဝင်လာဖို့ပြောကြားခဲ့ပါတယ်။ပညာရေးမှာရရှိလာတဲ့စင်စားဆင်ခြင်သုံးတက်နိုင်စမ်းနဲ့ပြည်ထနာကိုဖြည့်ရှင်းနိုင်စမ်းဟာနိုင်ငံရေးအုပ်ချုပ်ရေး ကာကွယ်ရေးစီးပွားရေးလူမှုရေးနယ်ပယ်သီးသီးမှာများစွာအထောက်အကူပြုသောပင်ကိုရေးချင်းများဖြစ်၍ကျောင်းသားကျောင်းသူများအားပညာရေးနှင့်ကိုယ်ကျတရားကောင်းဖို့ပြီးတာဝန်သိရစစ်မှန်သောရုပ်ချစ်စိတ်သက်ရှိတဲ့နိုင်ငံသားကောင်းများဖြစ်အောင်ပြုစုပြောထောင်ပေးကြမယ်လို့ပြောပါတယ်။နိုင်ငံတော်ဆိုရနေဖြင့်အသိပညာအတတ်ပညာပြည့်စုံသော လူစားရင်းမြင်များမွေးထုတ်နိုင်တဲ့ဘက်စုံပညာရေးစနစ်ကိုကောင်းတဲ့ဖော်ရမှာကျောင်းနေရွယ်ကလေးအလုံးပညာသင်ယူခွင့်ရရှိစေရင်အနည်းဆုံး KG Plat 9ပြီးဆုံးသည့်အထိကျောင်းနေနိုင်ရေးအတွက်အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးလျက်ရှိတယ်လို့ဆိုပါတယ်။ပညာရေးဟာလူတစ်ယောက်ရဲ့ဘဝတိုးတက်မှုအပြင်နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကိုပါပုံဖော်ပေးနိုင်ပါတယ်။ဒါကြောင့်အသိပညာအတတ်ပညာနဲ့ဆန်းဆောင်ရေးမြင့်မားတဲ့နိုင်ငံသားကောင်းထူးချွန်ပညာရှင်များပေါ်ထွက်လာစေဖို့ကြိုးပမ်းဆောင်ရွက်ကြပါမယ်။အသိပညာအတတ်ပညာနဲ့ပြည့်စုံပြီးထူးချွန်ထက်မြက်တဲ့လူစွမ်းအရေးမြင့်တွေနဲ့ နိုင်ငံတော်ကိုတိဆောက်သွားနိုင်ကြပါမယ်လို့ယာယီသမရကပြောကြားခဲ့ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့တင်းငိအေးဆန်းရေးနဲ့စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဟာပြည်သူတဦးချင်းစီရဲ့အသိပညာအတတ်ပညာအတွေ့အခေါ်ဘုဒ္ဓပြည့်ဝခြင်းစသဖြင့်မျိုးသားပညာရေးကိုမြှင့်တင်ပေးရမှာဖြစ်ကဒီမိုကရေစီစနစ်ကိုကူပြောင်းနေတဲ့ကာလမှာတိုင်းသားပြည်သူများအနေဖြင့်အရာရာကိုစဉ်းစားတွေးခေါ်ကအမှန်တရားကိုခွဲခြားသိနိုင်ပြီးနိုင်ငံနဲ့လူမျိုးကြုံ တည်ဖို့ဆောင်ရွက်သွားရင်အရေးကြီးတယ်လို့ပြောကြားခဲ့ပါတယ်။ထို့ကြောင့်မြို့သားပညာရေးမြင့်တင်ရေးအတွက်အခြေခံအဆောက်အအုံများဖြည့်ဆည်းခြင်းတရားညွန့်တမ်းများနဲ့ခင့်နဲ့အညီမုံမှန်ပြင်ဆင်ခြင်းဆရာများတင် जा တင်မှုအရေးသွေးမြင့်တင်ခြင်းတင်ယူမှုခွင့်လန်းများတူးမြင့်ခြင်းပညာရေးသုံးစိတ်များကိုနှစ်စဉ်တိုးတက်သုံးဆဲလျက်ရှိခြင်းတို့ကြောင့်မြို့သားပညာရေးကိုမြှင့်တင်ခြင်းဖြင့်နိုင်ငံတော်၏စင်ဆက်မပြတ်ဖွံ့ဖြိုးရေးကို တိုးတက်ခိုင်မာစေရန် ိုင်ငံသားအလုံးကဝိုင်းဝန်းကူညီဆောင်ရွက်သွားကြမယ်လို့နိုင်ငံတော်ယာယီသမ္မတကပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဂုတ်ဒိတ်တရာကြီးရှုခင်းကြည့်ရန်အတွက်အဘိယထာများမကြခင်ပြည့်စွဲပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဩဂုတ်လ24ရက်နေ့မှာတောင်ကျန်းသူများမိုင်းထောင်ဖောက်ခွဲဖြစ်စီခံရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ရှိရှေးအောင်းမွေနဲ့ဂုတ်ဒိတ်တရာကြီးပျက်စီးသွားသောအစိတ်ပိုင်းများကို မြမမီယက်ထားအင်ဂျင်နီယာများကရှေ့မူလက်ရာဒီဇိုင်းအတိုင်းအောင်မြင်စွာပြန်လည်ပြင်ဆင်ပြီးဖြစ်တယ်လို့သိရပါတယ်။ထို့သူပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သဖြင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကပြည်တော်စုဝန်ကြီးဦးမြထုံဒုတိယဝန်ကြီးဦးအောင်မြိုင်နဲ့မြမမီယက်ထားမှတာဝန်ရှိသူများပါဝင်သောဖွဲ့ဟာနိုဝင်ဘာလ17ရက်နေ့မှာအဆိုပါဂေါဒိတ်တရားကြီးပေါ်ကုန်တန်ချင်း209တန်တင်ဆောင်သောယထာရဲဆိုင်ဖြင့်စံတက်မောင်းနှင်ခြင်းကိုတော့ရောက်ကြည့်ရှုစစ်ဆေးကြပါတယ်။ အဆိုပါဂေါတိတ္တရာရဲ့ပျက်စီးသွားတဲ့ဒရာတံပေါင်းများနေရာမှာမြမမြတ်ထားအင်ဂျင်နီယာဌာနဒရာပေါင်းအလုံယုံရန်ကုန်မှာထုတ်လုပ်တဲ့တံပေါင်းများဖြင့်ရပ်ပေါင်း86ရက်တွင် ပြန်လည်အစားထိုးတက်ဆင်ပြီးရှေးမှုမပြတ်ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ယခုအခါမြမမြတ်ထားမှအင်ဂျင်နီယာဝန်ထမ်းများဟာအဆိုပါဂေါတိတ္တရာကြီးရဲ့ပျက်စီးသွားတဲ့အစိပ်ပိုင်းကိုရှေးမှုရင်လက်ရာဒီဇိုင်းပုံစံအတိုင်းပြန်လည်ပြင်ဆင်ပြီးဖြစ်ပါ၍ ခင်ပြည်ဦးလင်ဘူရာမဂုတ်ထုတ်ဘူသာတို့ပြည့်စွဲလျက်ရှိသောရှုခင်ကြီးအာဘီယထာများကိုမကြခင် ပြန်လည်ပြည့်စွဲသွားနိုင်တော့မယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့သဘာဝဘေးအန္တရာယ်အကြောင်းမူဆိုင်ရာမိသားစုထောက်ပံ့အကျိုးခံစားခွင့်ငွေကျပ်တန်ပေါင်း220ကျော်နဲ့ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်72တန်းကျော်လွှဲပြောင်းပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိအမခန့်လူသမားများအား တဘာဝဘေးရနေအကြောင်းမှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နဲ့သာသမီများအားပညာသင်စိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ပေးအပ်ခြင်းကိုနိုဝင်ဘာလ12ရက်နေ့နနက်ပိုင်းကမန္တလေးမြို့တော်ခန့်မှမှာကျင်းပပါတယ်။အခမ်းအနားမှာအလုသမားရေးရဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုကငလင်းတင့်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဖူလုံရေးဖွဲ့မှမှတ်ပုတ်တင်ထားတဲ့အလုပ်ဌာန8430အမခန့်အလုသမား သိန်း2130တို့ကိုသဘာဝဘေးအနေအကြောင်းမူဆိုင်ရာအကျိုးခံစားပြီး40ရာခိုင်နှုန်းဖြစ်သောငွေကျပ်220ဒသမ39တန်းကိုဖွင့်ပြုပေးရန်ကြံရှိသည့်အမခန့်အလုပ်သမား229ဦးတို့ရဲ့သာသမီ313ဦးတို့အတွက်ပညာသင်စရိတ်ထောက်ပံ့ခြင်းငွေဖြင့်ငွေကျပ်12ဒသမ138တန်းကိုမန္တလေးတိုင်းဝန်ကြီးချုပ်ထံသို့လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံး တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ28ဘန်ရောင်းချပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဘူဝမ်နိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ28သန်းရောင်းချပေးမယ်လို့မြန်မာနိုင်ငံတော်ဘူဝမ်ကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ CME ကုမ္ပဏီတွေကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေတဲကအမေရိကန်ဒေါ်လာ2300ကျော်ကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုရောင်းချပေးခဲ့ပါတယ်။ FX ထရိုင်ဒင်မှာနိုဝင်ဘာလ12ရက်မှာပေါက်သက်စေးဓမ္မီဩဇာကတ္တရာစေးစေးဝါနဲ့ကုန်ကျစက်မှုကုန်ကျန်စောက်လုပ်ရေးပစ္စည်းကားဆိုင်ကယ်အပုပစ္စည်းစက်သွေးဆိုင်ရာပစ္စည်းတိရိစ္ဆာန်အစားအစာထုတ်ပိုးပစ္စည်းတပ်မဏိစိုက်ပျိုးရေးသုံးလုပ်ငန်းပစ္စည်းများလူသုံးကုန်ပစ္စည်းနဲ့စားသုံးကုန်စီတင်သွင်းတဲ့သင်းကုန်လုပ်ငန်းရှင်တွေစီကနေနိုင်ငံခြားငွေဝယ်ယူရရှိခဲ့တယ်လို့သိရပါတယ်ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်ဝမ်းမှာရှိတဲ့ ထူးခြားတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်းလင်းကြပါသည်ခင်ဗျာ